မင်္ဂလာပါရှင်ဝေါ်တာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆီယံလဲကြောက်ကတာဖြစ်တဲ့မလေးရှားဟွန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာပြီးခဲ့ရက်ပိုင်းမှာ NASA ကဥက္ကဋ္ဌအဖြစ် Energy အဖွဲ့အတော်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့လို့သိရပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးမှုတွေပတ်သက်ပြီးတော့မလေးရှားဟွန်ကြီးချုပ်အီဘရာဟင်ကဘာတွေပြောဆိုလိုက်တယ်လဲဆိုတာကိုဒီဥက္ကဋ္ဌပိုင်းထဲမှာပြောပြပြီးတော့မှာဖြစ်ပါတယ် ဒီစီစဉ်လေးမစတင်ခင်မှာတော့မူသားမီဒီယာ channel ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးဟိမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကနာဆာကဩဂတာဖြစ်တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အပြင် NUG အဖွဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးရမှာအောင်မြင်မှုတွေရရှိခဲ့တယ်လို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အာဆီယံအလဲကျဩဂတာဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ဣဘရာဟင်ဟာအေဗီလာ၁၉ရက်နေ့က ထိုင်းနိုင်ငံမှာ NASA ကဥက္ကဋ္ဌဘိုးကျော်မူဂျီမင်းအောင်လိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အီဘရာဟင်ဟာအရာပြည့်ငလျင်လှုပ်ခတ်မှုတန်ကိုခန်းစားခဲ့ရတဲ့ပြည်သူတွေကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်အောင်လို့တိုက်ပွဲတွေကိုရပ်တန့်ထားပြီးယာယီအပြစ်ခံရက်စိတက်တန်တိုးဖို့တောင်းဆိုခဲ့လို့သိရပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အား9.3မှ9မက္ကနီကျူအစင်ရှိတဲ့ ။အင်အားပြည့်ငလျင်နဲ့အတူနောက်ဆက်တွဲငလျင်ငယ်တွေလှုပ်ခတ်ခဲ့ရာလူပေါင်းသုံးတသက်မှ၅သန်းကျော်အခက်အခဲများစွာရင်ဆိုင်ရောက်ဝယ်ရှိနေတယ်လို့သိရပါဗျ။မလေးရှားဝန်ကြီးချုပ်က အပြစ်ခတ်ရစဲထားမှာဖြစ်တယ်။ရန်လိုမှုတွေရှိဖို့မလိုအပ်ဘူး။ရန်လိုမှုတွေနဲ့အပြစ်ခတ်ရစဲထားမှုတွေမရှိဘူးဆိုရင်ငလျင်တန်ကိုခန်းစားရသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့အောက်မိမှာမဟုတ်ဘူး။ကျွန်တော်ဟာနာဆကဥက္ကဋ္ဌပြည် NUG အဖွဲ့ခေါင်းဆောင်နဲ့လည်းဆွေးနွေးခဲ့တယ်။အဲ့ဒီဆွေးနွေးမှုတွေကအောင်မြင်တယ်လို့ဆိုနိုင်ပါတယ်ဆိုပြီးတော့ပြောပါတယ်။လူပေါင်းထောင်ချီတည်ဆုံးစေခဲ့တဲ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးနောက်နာဆာကအဆိုရဟာအေဗီလာ၂ရက်နေကစတင်ပြီးတော့ရပ်ပေါင်း၂၀ကြာယာယီအပြစ်ခက်ရက်စဲထားမယ်လို့ကြေညာခဲ့ပြီးမလေးရှားဝန်ကြီးချုပ်ကယာယီအပြစ်ခက်ရက်စဲထားမှုကိုတက်တန်းတိုးဖို့တောင်းဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်က ကျွန်တော်တို့ရဲ့အဓိကဦးစားပေးကလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ဖြစ်တယ်။အဲ့ဒီအတွက်အပြည့်ခက်ရစဲထားမှာဖြစ်တယ်။ NASA ကအဆိုရနဲ့ NUG တို့ဟာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေလောက်ကန်ကြီးရဲ့အွန်တန်အလုံးဘေးကင်းရေးကိုအာမခံပေးရမှာဖြစ်ပါတယ်။မြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ရဲ့ရည်တည်ချက်ဟာအာဆီယံသဘောတူညီချက်၅ချက်ကိုအခြေခံပြီးသဘောတူညီမှုရှာဖို့ကြိုးပမ်းရမှာပုံမပဝင်လုံဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးတော့စဉ်ဆက်ဆွေးနွေးမှုတွေပုံမလုံးဆောင်နိုင်အောင်အာဆီယံခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့ပြောပါရယ်။အာဆီယံဘွဲဟာ NASA ကအစိုးရနဲ့စဉ်ဆက်ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်မှာဖြစ်ပြီးလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဆက်လက်ကူညီပေးနိုင်အောင်ဆွေးနွေးရမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါရယ်။ဧပြီလ19ရက်နေ့ကနိုင်ငံရေးအကျဉ်းသား၄၈၀၀ကိုလူငယ်ချမ်းသာခွင့်ပေးခဲ့တယ် နာဆာကအစိုးရအဖွဲ့ရဲ့လှုပ်ရက်ကိုလက်ခံကြိုးဆိုကြောင်းနာဆာကအစိုးရအဖွဲ့ရဲ့လှုပ်ရက်ကအာဆီယံအဖွဲ့နဲ့စေစက်ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့စင်တာရှိနေတာကို ပြသလိုက်တာမျိုးဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အာဆီယံအလဲကြောင့်ဥက္ကဋ္ဌဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့အီဘရာဟင်ဟာနာဆာကဥက္ကဋ္ဌနဲ့ဆွေးနွေးပြီးနောက်မကြာမီ NUG အဖွဲ့မှတာဝန်ရှိသူတဦးဖြစ်တဲ့မန်ဝင်းခိုင်တန်းကိုဆက်သွယ်က ဖုန်းနဲ့မိနစ်40ကြာအောင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မြန်မာရေးနဲ့ပတ်သက်ပြီးတော့ NASA ကအစိုးရအဖွဲ့နဲ့ NUG အဖွဲ့တွေနဲ့ဆေးဆက်ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်ပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်အောင်ပထမဦးစားပေးဖြစ်လုံဆောင်မှာဖြစ်တယ်လို့ဒုတိယဦးစားပေးကလူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူတွေကိုကူညီပေးပို့နိုင်အောင်လုံဆောင်မှာဖြစ်ပြီးတတိယဦးစားပေးကအာဆီယံအဖွဲ့ဟာမြန်မာပြည်သူတွေကိုကိုယ်အနာကက်ကိုပိုင်ဆုံးဖြတ်ခွင့်ရအောင် နာဆက်ကအစိုးရအဖွဲ့နဲ့ NUG အဖွဲ့တို့စိတ်ဆက်ဆွေးနွေးမှုတွေကိုဆက်လက်ထိန်းသိမ်းလုပ်ကိုင်မှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။မလေးရှားဝန်ကြီးချုပ်ကကျွန်တော်အနေနဲ့မြန်မာကောင်းဆောင်ဟာလေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကြိုးပမ်းမှုအလုံးတွေအပြည့်ခန့်ရစရေးကိုလိုလားနေရာကို တွေ့မြင်ခဲ့ပါတယ်။အာဆီယံအဖွဲ့ဟာမြန်မာကောင်းဆောင်တွေနဲ့ဆေးဆက်ဆွေးနွေးဖို့အဆင့်သက်ရှိနေပါတယ်။နာဆက်ကအစိုးရအဖွဲ့ဥက္ကဋ္ဌပြီး NUG ကောင်းဆောင်တွေနဲ့ ကနေဦးတွေးဆောင်ဆွေးနွေးမှုကအောင်မြင်မှုရရှိခဲ့ပါတယ်။အာဆီယံအဖွဲ့ဟာလည်းငလျင်ဘေးတန်ခံရတဲ့မြန်မာနိုင်ငံကိုပြန်လည်ထူထောင်ရေးအတွက်ကုညီထောက်ပံ့ပေးနိုင်အောင်လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးထပ်မံပေးဖို့ကုညီတာပဲလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံဟာမြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ရှားဝေကယ်ဆိုင်အဖွဲ့တွေကိုဆဲလွတ်ကုညီပေးတာတွေလှုပ်ဆောင်ခဲ့တယ်။နားဆက်ကအစိုးရအဖွဲ့ဥက္ကဋ္ဌပြီး NUG ကောင်းဆောင်နဲ့တွေးဆောင်ဆွေးနွေးမှုတိုးတက်မှုအခြေအနေတွေကို တက်ကြအာဆီယံဖွဲ့ခေါင်းဆောင်တွေကိုအသိပေးခဲ့တယ်။လူသားချင်းဆိုင်ရာစာနာမှုအကူအညီရဲပြောင်းကူညီပေးဖို့လည်းပြောဆိုခဲ့ပါတယ်ဆိုပြီးတော့ပြောပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌကမြန်မာခေါင်းဆောင်တွေနဲ့နောက်ထပ်တွဲဆောင်ဆွေးနွေးမယ့်အလားအလာတွေညားတယ်လို့စေဆက်ဆွေးနွေးမှုတွေဆက်လက်လုံဆောင်သွားမယ်လို့လည်းပြောပါတယ်။မလေးရှားဟွန်ကြည်ကျောင်းဟာပြီးခဲ့တဲ့ AB လ16ရက်နေ့မှာအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့အန်ဝါနဲ့တွဲဆောင်ဆွေးနွေးခဲ့ပြီး မြန်မာအရေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်အစည်းအဝေးဆွေးနွေးဖို့တွန်းအားပေးမယ်လို့ပြောပါရယ်။ခိုင်းဆိုရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတဦးကမြန်မာအရေးနဲ့ပတ်သက်ပြီးတော့သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးပါဝင်ဆက်နွယ်မှုတွေကအာဆီယံသဘောတူညီချက်၅ချက်နဲ့အညီမြန်မာအရေးကိုအပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုဖို့ဦးတည်စေမယ်လို့ပြောပါရယ်။မလေးရှားဟွန်ကြီးချုပ်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုထိတိယောက်ယောက်ပေးအပ်နိုင်ရင်အတွက်တခုရဲသောလမ်းကြောင်းဖြစ်တဲ့အတွက် ပြစ်ခတ်တိုက်ခိုက်မှုတွေရက်စရေပဋိပက္ခအသစ်တွေရက်စရေဓမ္မမဟုတ်စည်ရေးအရာအရေးယူဆောင်ရွက်တာတွေရက်တက်မှုလိုအပ်တယ်ဆိုပြီးတော့ပြောပါတယ်မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်အာဆီယံအဖွဲ့ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးဂျားဝင်စည်းဆက်ပေးဖို့ကြိုးပမ်းခဲ့ပေမဲ့လက်ရှိအချိန်အထိမျှော်လင့်သလောက်အောင်မြင်မှုမရပဲရှိနေခဲ့တယ်လို့သိရပါတယ်အန်ဝါကအာဆီယံအဖွဲ့ဟာ NASA ကအဆိုရတော့နေဆက်လက်တွေးဆွေးနွေးပြီးလိုအပ်တဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပြီးပေးရသွားဖို့ကြိုးပမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခဲခဲ့ပြီးနောက်အာဆီယံဖွဲ့ဝင်နိုင်ငံတွေအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံကိုကူညီထောက်ပံ့ပေးမှုတွေလှုံ့ဆော်ခဲ့ပါတယ်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာမြန်မာငလျင်နဲ့ပတ်သက်ပြီးတော့ရှားဝေကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်လက်ကူညီပေးခဲ့သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေလည်းပေးဖို့ကူညီခဲ့လို့သိရပါတယ်။ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊စင်ကာပူနိုင်ငံအပါအဝင် အာဆီယံဝက်ဝင်နိုင်ငံတွေရာလည်းမြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ရှားဝေကယ်ဆေးအဖွဲ့တွေကိုဆက်လို့ကူညီခဲ့တယ်လို့လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေကူညီပေးခဲ့ပါတယ်။အာဆီယံလေးကျောက်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အထူးကြံပေးအဖြစ်တာဝန်ရှိနေတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်က NASA ကနဲ့လည်းကအဖွဲ့တွေကြား ငင်းချင်ရေးဆွေးနွေးဖို့အတွက်သဘောတူညီမှုရဖို့အခွင့်အလမ်းမြင်မာနေတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပေါ်ပြောဆိုခဲ့ပူပါတယ်။မြန်မာမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေအဆုံးသတ်အောင်ကုလသမဂ္ဂအဖွဲ့အာဆီယံအဖွဲ့အပြင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဂျာဝင်ဆေးဆက်ဆွေးနွေးနေတယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကဘန်ကောက်မြို့မှာမကြသေးမီကကျင်းပခဲ့တယ်။ဘင်းစတက်ထိပ်သီးအစည်းအဝေးအတွင်းနာဆာကအခြေခံပို့ချုပ်မှုကြီးမင်းရောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ရ အပေါင်းလက္ခဏာဆောင်တဲ့တုံ့ပြန်မှုတွေရရှိခဲ့တယ်လို့ဆိုပါတယ်။အာဆီယံအလဲကျောက်ဥက္ကဋ္ဌပလေးရှောင်းဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အကြံပေးဖြစ်သူသစင်ကနာဆာကားနဲ့လက်နက်ကန်အဖွဲ့တွေကြားတွေးဆောင်ဆွေးနွေးဖို့အခွင့်အလမ်းများတဲ့တွေးဆောင်ဆွေးနွေးဖို့အတွက်စီစဉ်ဆောင်ရွက်ဖို့လည်းစံတားရှိနေကြတယ်။နာဆာကအကြည့်ကပေါ်ကြောင့်မှုကြီးမင်းအောင်လိုက်ဟာကျွန်တော်တို့ပြောဆိုဆွေးနွေးသမျှကိုနားထောင်ခဲ့တယ်။နောက်ထပ်ဆွေးနွေးတာတွေလည်းရှိလာနိုင်တယ်။ကျွန်တော်တို့ကဘယ်လိုက်မှမဟုတ်ဘူး။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့အတွက်ကနအူးဆွေးနွေးပွဲတွေဖြစ်လာအောင်ဖိုရမ်တစ်ခုဖန်တီးလိုပါတယ်ဆိုပြီးတော့ပြောပါတယ်။လက်ရှိချိန်မှာအာဆီယံလက်ချောင်းဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့အထူးအကြံပေးအဖြစ်တာဝန်ယူနေတဲ့တက်စင်ကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလမ်းစာရှာဖွေနိုင်ဖို့အတွက်နာဆာကအစိုးရနဲ့တိုက်ရိုက်တွဲဆောင်ဆွေးနွေးဖို့လိုအပ်ပြီးထိုင်းနိုင်ငံကနာဆာကအစိုးရနဲ့လက်နက်ကင်အဖွဲ့တွေကြားဂျောင်းဝင်စည်းဆက်ဆွေးနွေးပေးဖို့အစင်သင့်ရှိနေတယ်လို့လည်းပြောပါတယ် တက်စင်ကဝေကြောင့်မူကြီးမင်းအောင်လိုင်ဟာကျွန်တော်ရဲ့အကြံပြုချက်ကိုလက်ခံပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံမှာတရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမစတင်ခင်သူနဲ့အကြိမ်ပေါင်းများစွာဆွေးနွေးဖို့လိုအပ်ပါတယ်ဆိုပြီးတော့ပြောဆိုထားကြောင်းထိုင်းအခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်ရှင်။